ဆိုတော့တမန်တော်ပေါ်လူအောင်ဥပုပ်နေနဲ့သူသူ့စီမှာရှုပ်ထွေးတာရှိလားမလို့ဥပုပ်တွေသူတကယ်စောင့်ခဲ့သလား တမန်တော်ဘောလုကဥပုံနဲ့စောင့်ခဲ့တယ်ဆိုတာတမန်တော်ဝိတုမှာအများကြီးတွေ့ရတယ်။တမန်တော်ဝိတုအခန်းကြီး73 76 79 28 20 20အကုန်လုံးတွေ့ရတယ်။73မှာနေစပြီးတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ပီတတိပီအန်တီယုတ်မှာလည်းသူစောင့်ခဲ့တယ်ဆိုတာတရားစရာကိုဥပုံနဲ့မှာသွားခဲ့တယ်ဆိုတာပါတယ်။ဖိလိပ္ပိမြို့မှာလည်းတရားစရာကိုဥပုံနဲ့မှာသွားခဲ့တယ်ဆိုတာပါတယ်။တတလုံးနဲ့မြို့မှာလည်းသွားခဲ့တယ်ဆိုတာပါ။ကော်ရီသူမြို့မှာလည်းတရားစရာကိုဥပုံနဲ့မှာသွားခဲ့တယ်ဆိုတာပါတယ်။အေးဖက်မှာဆိုလို့ရှိရင်ဥပုံနဲ့မှာတရားစရာကိုသွားခဲ့တယ်ဆိုတာပါတယ်။တမန်တော်ဝိတုအခန်းကြီး20မှာအဲ့တမ်းအေးဖက်မြို့မှာ၃နှစ်ပတ်လုံးသူကအေးဝင်ကလေးလောက်ခဲ့တဲ့အကြောင်းเนาะတရားစရာမှာ ောခဲ့တဲ့အကြောင်းပြောအဲ့တော့ तू အဲ့တုန်းကလည်းအချိန်အကြာကြီး तू ဥပုပ်တွေစောင့်ခဲ့တယ်ဆိုတာလည်းပါဝင်တယ်ဒါကြောင့်တို့တမန်တော်ဘောလုံးကလုံးဝတက်တည်တယ်အများကြီးပဲဒါအပြင်ဂျေရုဆလင်မြို့ပြန်ကန်နေပါလေငါပေနေကုတ်တွေပေါ်အမှန်ခံရမယ်လို့ပြောတယ်အဲ့တုန်းက तू ဖြိုးဖြိုးနေတယ်မခါဘူးပွဲတော်နေတယ်ပါတမန်တော်ဘောလုံးကစောင့်ထိန်နေဆိုတာတွေ့ဥပုပ်နေမကောင်းတော့အဲ့ဒီဤတီလာလီမြို့စောင့်နေနေတယ်အဓိကနေကိုလည်း तू စောင့်ထိန်နေတယ်နော်စောင့်နေအာပြီးတော့တမန်တော်ဝိတုအခန်းကြီး27မှာဂျေရုဆလင်မြို့လည်းပြန်ရောက်သွားဒီယာကုပ်ကသင်ဟိုးတဲ့သူများတွေကဖျားသခင်ပြည့်ညတ်တော်လွန်ကြီးတယ်ဆိုပြီးဆွဆွဲကြတယ်ဒါကြောင့်သင်ကမလွန်ကျူးတဲ့သူဖျက်စောင့်နေသူဖြစ်တယ်ဆိုတာကိုလည်းတက်တည်ပြဖို့တဲ့နာစရီဥပုပ်ကိုခံလိုက်ဆိုတော့နာစရီ ဥပုပ်ကိုခံလိုက်တယ်။နာဇရီဥပုပ်ကိုလည်းသူစောင့်တယ်။နှစ်ခါတော့စောင့်တယ်။သမင်ရိုက်တဲ့ဥပုပ်ကိုနော်။နောက်ကကျတော့တမန်တော်ဝိတုအခန်းကြီး24မှာလေဖေလစ်မင်းကသူ့ကိုမေးတဲ့ခါမှာသူကကျွန်တော်ကလည်းပြည့်နေတိကျအနာဂတ်တိကျတော့ယုံပါ၏တဲ့။သူကယုံတယ်။သူက for fate မလို့ဘူး။ for sure မလို့ဘူး။တမန်တော်ပြောလို့စား။လူမျက်နာကိုမထောက်တယ်လူမျက်နှာကိုထောက်သေးလေနဲ့ခွတ်တော်အစေခံကြောင်းမဟုတ်ဘူးလို့ပြောတယ်လုံးဝ तू ကအမှန်အမှန်တိုင်းပြောပြတယ်ဒါကြောင့်မို့ तू ကဥပုံနေကိုလည်းစောင့်ထင်းခဲ့တယ်ပြပွဲတော်နေတွေပါစောင့်ထင်းခဲ့တယ်